မန္တလေးတိုင်းစင်ကူးနယ်တွေကရွှေတူးဖော်ရေးလုပ်ွက်ရှိတဲ့နေရာတွေကိုမနေ့ကညပိုင်းစိုးစုကတိုက်လေရင်50နဲ့တနအိခန့်ကြာအောင်ဘုံကျဲတက်ဖြတ်ခဲ့လို့ဒေသခံပြည်သူနှစ်ဦးတန်ရာရပြီးအိုးအိမ်အဆောင်တချို့ပျက်စီးတယ်လို့သတင်းရရှိပါရယ်မလ24ရက်ည7နာရီခွဲကနေ9နာရီခွဲအတွင်းစိုးစုကစင်ကူးနယ်မှာရှိတဲ့မာလဲနဲ့တောင်ဆဲစိုင်းချောင်းကျေးရွာထောက်ကျန့်ပင်ကျေးရွာနဲ့ကံတောင်ကျေးရွာတွေကိုတိုက်လေရင်50နဲ့ဘုံကျဲခဲ့တာလို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကသတင်းထုတ်ပြန်ပါရယ် ဲ့ဒီလိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရမှာဒေသခံတွေအလုလုကင်နေတဲ့တယန်ဇာတာလုပ်ငန်းတချို့ကိုပြစ်မှတ်ထားပြီးတိုက်ခိုက်တာတွေ့ရတယ်လို့ဆိုပါတယ်။မပေါက်ကွဲတဲ့ဘုံတွေကိုပြည်သူတွေဘေးရနေရထိခိုက်မှုမရှိစေဖို့ရှင်းလင်းဖယ်ရှားခဲ့တယ်လို့လည်း MDY PDF ကဆိုပါတယ်။စောစုကတိုက်ပွဲမရှိဘဲစင်ကူးမြို့နယ်ကိုလေရင်တွေအုပ်စုဖွဲ့ပြီးဘုံဆယ်လုံးထပ်မင်းကျဲချတိုက်ခိုက်တာလို့ဒေသခံမြေပြင်ကင်းတော့ PIF ကဖော်ပြပါရတယ်။ မလ14ရက်နဲ့16ရက်ကလည်းစင်ကူးမြို့နယ်လက်ပံလာကျေးရွာမှာရှိတဲ့လူစီကားရဆေးဆိုင်တန်းနဲ့လူနေရက်ွက်တွေကိုစိုးစုကအကြောင်းမဲ့တိုက်လေရင်နဲ့ဘုံကျဲတက်ဖြက်လို့လေးလာသားအရွယ်ကလေးငယ်အပါဝင်ဒေသခံပြည်သူ32ဦးတေဆုံးက30ကျော်ဒဏ်ရာရခဲ့ပါသေးတယ်။